ခါရုံးကချင်းသိကြီးတကောင်ဟာတစ်တော်ထဲမှာတတော်တွေကိုအကြောက်တရားဖြစ်အောင်နှိမ့်ဆက်နေပါတယ်။သူဟာဘိုင်းမစားတဲ့အချိန်တောင်အခြားတတော်တွေကိုဖန်ဆားနေတတ်ပါတယ်။ဒါကြောင့်တတော်တွေက ဆုံးဖြတ်လိုက်တာကတနေ့ကိုတကောင်စီချင်းသိစီပို့ပေးဖို့ပါ။တနေ့မှာတော့ယုံလေးရဲ့အလဲရောက်လာပါတယ်။ယုံလေးကချင်းသိစီကိုဖြည်းဖြည်းသွားပြီးတိတ်နောက်ကြမှရောက်ပါတယ်။ဒါကိုချင်းသိကဘာလို့ဒီလောက်နောက်ကြတာလဲလို့ဒေါသထွက်ပြီးအော်လိုက်တယ်။ ယုံလေးကကြောက်ဟန်ဆောင်ပြီးအရှင်ဖေယားလမ်းမှာနောက်ချင်းသေးတကောင်နဲ့တွေ့ပြီးသူကအရှင်ထက်ပိုပြီးအားကြီးတယ်လို့ပြောပါတယ်လို့လှည့်စားလိုက်ပါတယ်ဒါကိုကြားတော့ချင်းသေးကြီးကဘသူ့ကိုမှငါထက်မတန်ဘူးပြမဲသူကိုပြစမ်းလို့ဒေါသထွက်ပြီးអော်လိုက်တယ်ယုံလေးကချင်းသေးကိုတတွင်းနဲ့နဲ့ကြီးစီခေါ်သွားပြီးအရှင်ဖေယား သူကဒီထဲမှာနေပါတယ်လို့ပြောလိုက်တယ်ချင်းသိကြီးကတွင်းထဲကိုငေးကြည့်လိုက်တော့ရေထဲမှာသူ့ရဲ့အရေးကိုပဲမြင်တွေ့ပါတယ်သူကဒီသူရန်ကောင်ကငါ့ကိုစိန်ခေါ်နေပြီလို့ထင်ပြီးတွင်းထဲခုန်ချလိုက်တယ်ဒီလိုနဲ့ချင်းသိကြီးရေနစ်တေဆုံးသွားပြီးတစ်တော့ကတတော်ဝါတွေအေဂျင့်စွာပြန်နေနိုင်ခဲ့ပါတယ်